အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြပြပေးမယ့်ဆက်လက်ကတော့မြရီလမ်းမဘောကနာမည်အကြီးဆုံးမိုင်နိုင်333မိုင်မှာညမောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တိပြက်ဆက်ဖြစ်ရမယ့်ဆက်လက်မဖြစ်ပါတယ်ဒီဇလန်းမှာအဓိကပါဝင်တဲ့အသေးကတော့ခေါင်းပြတ်နေပေမဲ့အမေသားကိုရန်စားခြင်းနေတဲ့ဝိညာဉ်တစ်ကောင်ပါကဲဆက်လက်ကိုစားလိုက်ရအောင်ကျွန်တော်နာမည်ကတော့ကိုစောစောပါရန်ကုန်မြရီဝေးပြေးလမ်းမဘောမှာညမောင်းဖြစ်နှစ်ပေါင်းများစွာလှုပ်ခဲ့သူပါကိုလိုခြောက်ခြားခဲ့ရတာမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူး ဒီဖြစ်ရက်ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပါညာ၈နှစ်လောက်မှရန်ကုန်ကနေထွက်လာခဲ့ပြီးကားထဲမှာကျွန်တော်ရဲ့စပယ်ယာဒေဇာရဲ့နောက်ခံမှခီးတဲ့ညာရဲ့စုစုပေါင်း၄ယောက်ပဲပါပါတယ်တောင်တက်လမ်းကျန်းနေပြီးရက်ခါမှာတော့နာမည်ကျော်မိုင်တိုင်း333မိုင်ကိုရောက်ရှိလာခဲ့ပါဒီနေရာအမြဲတမ်းတိတ်ဆိတ်ခြောက်ကလွန်းတယ်မိုင်တိုင်းနားရောက်တော့ဘေးရဒေဇာကချက်ချင်းပဲမျက်နှာမကောင်းတော့ဘူးအတန်တူးတူးနဲ့ကိုစောစောဒီလမ်းမရဘလို့ဖြစ်နေလဲမသိဘူးခေါင်းကရန်လေးပြီးနောက်ကျော်တွေပါစိတ်နေတယ် ခြေောက်တွေလည်းမခိုင်းကျင်တော့ဘူးကျွန်တော်လည်းရည်ပြီးမင်းကလည်းအိတ်ချင်လည်းအိတ်ပါကွာလို့ပြောနေတော့ကားပြင်ဘက်ကနေဇွန်ခုကိုဆဲယူသားလိုမျိုးခက်ချောက်ချောက်တန်တို့လေးကိုကြားလိုက်ရတယ်။အဲဒီနောက်မှာပဲဒေသားကရုတ်တရက်ခါကိုမတ်လိုက်တယ်။ပြီးတော့သူမြလုံးတွေကရဲရဲနေလာပြီးသူ့တန်မဟုတ်တဲ့ကြမ်းရှာရှာယောက်ျားကြီးတယောက်ရဲ့တန်နဲ့စကားပြောလာတယ်။အမေသာငါ့ကိုမေသာကျွေးမင်းတို့ကားထဲမှာမေသာပါလာတယ်မဟုတ်လား။ငါဘိုက်စားလုံးလုံးမခံနိုင်တော့ဘူး။ တေဇာဟာလညိုထုပြပြီးဆက်ဆုပ်ဆရာကောင်းတဲ့ရှင်သန်နဲ့ရှင်နေတော့တယ်။ငါဒီ333မိုင်မှာခေါင်းပြတ်တည်ခဲ့တဲ့သူကခုငါကိုမဲသားမကြွေးရင်မင်းတို့ဘသူမှတရားနေသက်ရှင်ပြီးထွက်သွားမှာမဟုတ်ဘူး။နောက်ခံခီးတဲ့သူကအော်ဟစ်ပြီးငိုတော့တာပဲ။ကျွန်တော်လက်တွေတုံးရင်လာတယ်။ချက်ချင်းပဲကားကိုလမ်းမထွေရလိုက်ပြီးတကယ်ပဲတရားတော်မှာလာလို့တွေးလိုက်မိတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျွန်တော်ရှိမှဆရာတော်ဒီမှာရဲ့ဖုန်းနံပါတ်ရှိတယ်။ တောင်းရင်နေတဲ့ဂျာကနေပဲဆရာတော်ရှိကိုဖုန်းခေါ်လိုက်တယ်ဆရာတော်ကအချိန်နေယူနာထောက်ပြီးကျွန်တော်စိတ်အေးထားဖို့မိတ်တယ်ပြီးတော့ကာဟွန်းကိုတုံးချက်ဆက်တိုက်တီးပြီးကာရှိမီကိုတုံးခါမိတ်တော့မိတ်တော့လို့ဖို့မိတ်ပေးတယ်ဆရာတော်ရဲ့ညွန်ကြားချက်အတိုင်းလှူဆောင်လိုက်တဲ့အခါပူးဝင်နေတဲ့ဒေသဟာရုတ်တရက်မြေပြင်ပေါ်လဲကျသွားပြီးဒီကိုယ်လုံးတစ်ဆက်ဆက်တုံးခါလာတယ်ငါမသွားဘူးငါ့ကိုမဲသားပေးဆရာတော်ဖုန်းထဲကနေတန်ရှင်နဲ့ပရိတ်တော်ကိုရွတ်ဖက်နေတယ် ပရိဆုံးမှာတော့ဒေသာဟာတန်ကျေကြီးချက်အော်ဟစ်ပီ3လက်သွားပါတော့တယ်ဒေသာ3ပြန်ရလာတော့ဘာမှမမှတ်မိဘူးသူမှတ်မိတာခီးဆတ်ထတော်ကခေါင်းနဲ့နဲ့မူးနေတာပဲဆရာတော်ကတော့ဒီဝိညာဉ်ဟာဥကောင်းပြကရုတ်တရက်သေဆုံးခဲ့ရလို့အမေသားကိုစားခြင်းနဲ့စိတ်ဆွဲလန်းမှုနဲ့လူတွေကိုဝင်ပူပြီးခြောက်လန့်နေတာလို့ရှင်းပြခဲ့ပါတယ်အရင်နေ့ကစာပြီး333မိုင်ကိုဖြတ်တိုင်းကျွန်တော်ကားထဲမှာမဲသားလုံးဝမထည့်တော့ပဲ။ဆရာတော်ပေးတဲ့ပြည့်ရပလင်းကိုပဲစောင့်ထားခဲ့ရပါတော့တယ်။ ကဲဒီပြည့်ရမန်ဇလန်ကိုနားထောင်ပြီးတဲ့နောက်သင်ရဲ့လမ်းခီးတွေမှာရောဒီလိုထူးဆန်းတာတွေကြုံခဲ့ဘူးလားကြုံခဲ့ဝရင်ကိုမမမျှဝေခဲ့ပါအောင်နောက်ထပ်အကြောင်းမဲ့ဖွယ်စိတ်ဝင်စားစရာဇလန်တွေကိုနားဆင်မှု channel ကို subscribe လုပ်ပြီးစောင့်မျှော်ဝေကြပါအောင်